အားလုံးပဲမင်္ဂလာပါရှင် two stroke engine တွေမှာ 2D အစိုးစားမှန်မှန်ကန်ကန်ဆက်ပြီးအသုံးပြုမယ်ဆိုရင်လုပ်ငန်းပိုတင်ကျပြီး engine တက်တန်းပိုကြရဲဆိုတာသိကြပြီမယ် 2D အစိုးစားကိုဘယ်လိုဆက်ပြီးအသုံးပြုရမလဲဆိုတာမသိသေးတဲ့သူတွေအတွက်ညီမကဒီဗီဒီယိုလေးနဲ့ရှင်းပြပေးပါသေးရှင် ဒုတိယဆက်တာများသွားရင်အင်ဂျင်ပေါက်ကွဲရနေပြီးတော့မိခိုးတွေထွက်လာနိုင်သလိုအင်ဂျင်လည်းညစ်ပတ်နိုင်ပါတယ်ရှင်။ဒုတိယဆက်တာနေသွားတဲ့ဆိုတော့အင်ဂျင်အစိတ်ပိုင်းတွေကအပူလွန်ခဲ့ပြီးပျက်စီးနိုင်ပါတယ်။အင်ဂျင်အမျိုးအစားပေါ်မူတည်ပြီးဒုတိယဆက်ပုံစံဤကွဲပြားတာကြောင့်အရင်ဆုံးမိမိသုံးပြုမဲ့အင်ဂျင်အမျိုးအစားရဲ့ user manual ကိုအရင်ကြည့်ရပါမယ်ရှင်။ manual guide မှာ1အချို50လို့ရေးထားတယ်ဆိုရင်ညီမတို့ဓာတ်စီ50ဆမှာ2တိဒဇပဲအသုံးပြုရမှာပါရှင် အဲ့ဒီတော့ညီမတို့ကဓာတ်ဆီ1လီတာဆိုရင်2တီက0.02မီလီတာထည့်ပြီးတော့အသုံးပြုရမှာပါရှင်။တစ်အချို25လို့ရေးထားတဲ့အင်ဂျင်မှာဆိုရင်ဓာတ်ဆီ25ဆမှာ2တီကဒဇပဲအသုံးပြုရမှာပါရှင်။အဲ့တော့ညီမတို့ဓာတ်ဆီ1လီတာမှာဆိုရင်2တီက0.04မီလီလီတာအသုံးပြုရမှာပဲဖြစ်ပါတယ်ရှင်။ကိုကမီလီလီတာတွေမတက်တက်ဘူးဆိုရင်တော့ညီမပြပြတဲ့အခုနီလန်းလေးတိုင်းအလွယ်လိုက်မှတ်လို့လည်းရပါရဲ့ရှင်။ အဲ့ဒါကတော့ညီမတို့ကဓာတ်စီ1လီတာမှာဆိုရင်သူတီကသူ့မှာပါတဲ့ဒီအဖုံးလေးနဲ့နှစ်ဖုံးကနေသုံးဖုံးကြားဆက်ပြီးတော့အသုံးပြုလို့ရပါတယ်ရှင်။အခုညီမပြပြတဲ့နီလန်းလေးတိုင်းလိုက်လုပ်ပြီးတော့အလုပ်ငန်းတွေပုံမတင်ကြနိုင်ကြပါသေးရှင်။